မင်္ဂလာပါသင်္ဘောသားညီကောင်မောင်များရှင်ဒီနေ့မှာတော့ညီမတို့ရဲ့ iPhone အဖွဲ့ချုပ်ကို iPhone ရဲ့တည်ထောင်သူလည်းဖြစ်သူညီမပြီးွားပထမဦးဆုံးသော ITF Inspector ဖြစ်တဲ့ဥရွှေထောင်အောင်ရောက်ရှိနေပါတယ်ရှင်ဥရွှေထောင်အောင်ကိုသင်္ဘောသားဖြစ်ခဲ့တော့ကအတွေ့အကြုံတွေနဲ့အခုညီမသင်္ဘောသားတွေကိုဘယ်လိုတွေကူညီပေးနေရလဲဆိုတဲ့အကြောင်းလေးတွေကိုမြန်မြန်သားမှာဖြစ်ပါတယ်ရှင်ညီမသင်္ဘောသားညီကောင်မောင်များအေးအေးဆေးဆေးနားထောင်လို့ရအောင် YouTube မှာရော Podcast အနေနဲ့ပါထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ရှင် အကုန်မင်္ဂလာပါရှင်အခုလိုမျိုးအားလက်တဲ့ကြားနေပြီးတော့မှညီမတို့ iPhone ကိုအချိန်ပေးပြီးတော့လာရောက်ဖြည့်ချပေးတဲ့အတွက်ကြောင့်မလို့အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ညီမတို့ရဲ့ iPhone website မှာပေါ့နော်အကိုဗီဒီယိုတင်ထားတာလေးတွေနားထောင်ကြည့်ရအောင်ပေါ့နော်အကိုရဲ့ဒီသမောတာဘွားကလည်းတော်တော်ကိုခက်ခက်ခဲခဲရုန်းကန်ရတာလေးတွေ့ရပါတယ်ရှင်ပြီးတော့အကိုကဒီ Family's ကောင်းဝိုင်းလို့လည်းပေါ့နော်ဒီ International နိုင်ငံတကာသမောတာလောကမှာလူသိများတယ်ပေါ့နော်အခုဆိုရင်အကိုက Cifera International Junior မှာဆိုလို့ရှိရင်လည်းပေါ့အကိုက ITF Inspector ဖြစ်နေတာဝန်ထမ်းဆောင်နေရပေါ့နော်နောက်ပြီးတော့အကိုကဒီ SSAFL-CIO မှာလည်း Vice President လည်းဖြစ်တဲ့နောက်ပြီးတော့အကိုက Asian Pacific American Labor Alliance မှာဆိုလည်းအကိုက Texas Chapter President အနေနဲ့လည်းတာဝန်ထမ်းဆောင်နေရဆိုတာလေးတွေကိုသိရပါတယ်ရှင်။ဒါပေမဲ့ပေါ့နော်ဒီလိုဖြစ်လာဖို့ဆိုတာလည်းပေါ့နော်အကိုအနေနဲ့ဖြတ်တန်းရတဲ့ဘဝကလည်းတော်တော်ရုန်းကန်ခဲ့ရတယ်ညီမမြင်နေပေါ့နော်။အဲ့တော့အကို2020နောက်ပိုင်းမှာကြုံတွေ့နေရတဲ့တင်မောသားတွေရဲ့အခက်အခဲလိုဖြစ်မယ်လို့ထင်တယ်ပေါ့နော်။အကိုအနေနဲ့ရောဘယ်လိုထင်ပါသလဲရှင်။အဲနောက်ပြီးတော့အကိုတော့ပေါ့နော်ဒုက္ခတွေတော့ပေါ့နော်။ဘသူတွေရဲ့အကူအညီကိုရရှိခဲ့တဲ့ဆိုတာလေးတွေပေါ့နော်။ ပြီးတော့အကိုကဒီလက်ရှိမှာပေါ့နော်တင်မောသားတွေရဲ့ကြုံတွေ့ရအခက်အခဲရအကိုတို့ခြုံတွေ့ရတဲ့အခက်အခဲနဲ့ဘာတွေကွာခြားမှုရှိလဲဆိုတာလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါတင်မောသားအခက်အခဲကအရင်တော့ကနဲ့ဒီအခု2000လောက်ပဲအတူတူပါပဲတင်မောသားဆဖြစ်ပြီးဆိုကြတဲ့ဒုက္ခပင်လေဝေရဆိုတဲ့စကားလုံးကသူတို့သူတို့ရှိရဆလာပါပြလေအလောက်ကလည်းရှားခတ်တယ်ပြီးတော့မှန်မှန်လည်းဘယ်သူမှမသိဘူး တချို့ပွဲစားတွေကလိန်တာရှိတယ်ခုပြောချင်တာခုနောက်ပိုင်းတော့ iPhone နဲ့ပေါင်းပြီးတော့လုတ်တဲ့ပွဲ agent agent ကောင်းနေလဲတွေ့ရတွေ့ရပါအများစုကတော့ LAN ပေးပွဲစားပုံစံ agent တွေပေါ့နော်သူတို့ကိုယ်တိုင်ကတင်မောဘဝလာခဲ့တယ်ဒါပေမဲ့တင်မောသားကဝယ်ပြန်ပြီးကိုယ်သွေးဆုပ်ပြီးတော့လိန်မတရားလုပ်နေတဲ့လူတွေကများတယ်နောက်ပြီးတော့ဒီလို ကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲတွေအကုန်ပြောမစုံတော့အရင်ရှည်ပြီးတော့စာဥပါထုတ်နေတာအတင်းမလိုက်တယ်စာပြီးတော့လို့ပဲပွဲစားအလိန်ခံရတာလည်းရှိတယ်ပြီးတော့မှတင်းမဘောရောက်တယ်ရောက်တဲ့တင်းမကလည်းလာစားမရလို့ကိုယ်တိုင်တိုင်ပြီးတော့ ITF လို့ union နဲ့တိုင်ပြီးတော့ကိုယ့်အခွင့်အရေးကိုရအောင်လုပ်ခဲ့ရတယ်အဲ့ဒီအတွက်လည်း blacklist အသွင်ခံရတယ်အလုရှာလို့လည်းမလွယ်ဘူးဘန်ကောက်မှာ နောက်ပိုင်းကံကောင်းတော့ ITF Global Marina ဆိုတဲ့တင်မောပေါ်မှာလုပ်ရတယ်အဲ့လိုမျိုးကျွန်တော်လိုမျိုး blacklist ပြခဲ့တကဘာလုံးကတင်မောသားတွေကိုခေါ်ပြီးအလုပ်ပေးပြီးတော့လိုက်ပြတဲ့ပြပွဲတင်မောပေါ့နော်လူသမားတွေဘဝတင်မောရဘဝအဲ့ဒါပြီးတော့တင်မောနှစ်ဘဝတော့တင်မောနဲ့နှစ်ခဲ့ဘူးလေတင်မောနဲ့တော့မှသိရတာကိုဗမာတင်မောရတယောက်ကိုအစိုးရကူညီမဲ့စား အရင်တော့အမှုပေါ့နော်မမသမရတွေလာစားမရလို့ကိုကဥဆောင်ပြီးတိုင်တဲ့အမှုမှာ black list တွင်းထားတယ်အဲ့အဲ့တော့မှ passport လည်းမထုတ်ပေးနိုင်ဘူးဟိုဟာပေါ့ပါလဲ travel document ထုတ်ပေးမှာပေါ့မာပြီးချက်ချင်းပြန်ပို့ပါဆိုရဲစာကိုတန်ရုံးကပို့ပေးတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဟိုးရင်ကလေးကမမသမရဘက်ကရက်တည်ပေးတဲ့ union စစ်စစ်လည်းမရှိခဲ့ဘူးအစိုးရကိုယ်တိုင်ကလည်းစားထွက်ကလေးက ITF လိုမျိုးအဖွဲ့အစည်းတိုင် မတန်ရဆိုတော့ဇာရွက်လည်းထွက်ခံလေးမှာထိုးခဲ့ရတာရှိတယ်လေ။အင်းအတူကြုံပြောရမယ်ဆိုတော့ဒုက္ခပေါင်းစုံရောက်ခဲ့ပူတာပေါ့နော်။ပြီးတော့ကိုယ်တင်မောလိုက်တဲ့အချိန်မှာတိလိုက်ရတာဒီဘမတင်မောလိုက်ရင်လည်းဒီပြည့်နိုင်ငံခြားသားတွေပါကွာလဲဆိုတော့သူတို့မှာ union background ရှိတယ် union ကောင်းကောင်းရှိတယ်။သူတို့ရပိုင်ကုန်နေနှစ်နာကွန့်တွေကိုဖြည့်ရှင်းပေးမဲ့ union လည်းရှိတယ်။ အဲ့မှာအဲ့ချေရဆာပြီးကိုကဗမာပြည်မှာ union စစ်စစ်တခုလုံးနေဆိုတာသိရတယ်ဖြစ်အောင်အဲ့ဒါကျွန်တော်ရဲ့အိမ်မက်ပေါ့ဖြစ်လို့မဖြစ်ဘူးမသိဘူးလို့ဘုလည်းမရတော့တင်မောလာဘုရားပဲရှိသေးတာအဲအဲ့နောက်ပိုင်းတင်မောနေပြီးတော့မှကျွန်တော်အခက်ခဲကိုသိတော့ IDF ကကူညီပြီးတော့အဲ့ဒီ ဂျူနီယာဘောင်းဆိုလည်းဆက်သွယ်တာပေါ့နော်ဆက်သွယ်ကျွန်တော်ကကူကြဖို့အဲ့တော့နိုင်ငံမဲ့လည်းဖြစ်ဖြစ်သွားတာပတ်စပို့လည်းမရှိပါမရှိဆိုတော့နောက်ပိုင်းကျတော့ Seafarer International Union ဆိုတဲ့အမေရိကယူနီယံသူတို့ရှိကိုရအောင်ခေါ်ပြီးတော့မှနေခွင့်ပေးလိုက်တာပေါ့နော်ဟိုပါပေါ့အဲ့မှာနေခွင့်ရအောင်လည်းကြိုးစားရသေးတယ်ထောင်ထဲလည်းရောက်သေးတယ်ပြီးတော့မှနေခွင့်ရအဲ့တော့နောက်ပိုင်းကျတော့မှ ရုံးမှဝင်လုပ်ပေးရင်းနဲ့အဲ IDF inspector အလုပ်က vacancy ပေါ်တော့ဝင်လျှောက်တာပေါ့နော်ဝင်လျှောက်ပြီးသူတို့ American ကလူမျိုးနဲ့ဝင်ရွေးခံပြီး interview ပြီးတော့မှကျွန်တော်ဒီအလုပ်ပေးလိုက်တာပေါ့နောက်တစ်ခုပြအခုတော့ဘာမှတမရဲ့အတွက် iPhone ဆိုတဲ့ Union တခုပေါ်လာပြီပေါ့နော် IDF ကိုယ်တိုင်ကလည်း iPhone ကတကယ်စစ်မှန်တဲ့ Union ကျွန်တော်တို့ကိုစားပြုတဲ့ union ဆိုပြီးတော့သူတို့ affiliate ပါပေးပြီးတော့ဗမာပြည်ရဲ့တခုရဲတော့ idea affiliate union ဖြစ်နေတာပါဖေဟော အခုပေါ့နော်အကိုရေပေါ့ဒုက္ခဖြစ်တဲ့အကြောင်းအရာတွေအကုန်လုံးကြားပြီးရတော့မှာပေါ့နော်ဒါကတကယ်ဆိုရင်တယောက်အားနဲ့ကိုဘလို့မှဟိုအဆင်မပြေတော့တဲ့အရာမျိုးပေါ့နော်အဲ့တော့ဒီဟိုဒီစကပုံလိုပဲပေါ့နော်တယောက်အားနဲ့ကိုတော်မရတပေါင်းအားနဲ့ကိုတော်ရဆိုတဲ့စကပုံလိုမျိုးပေါ့နော်ကိုတကယ်အကိုဒုက္ခရောက်ရင်တော့ဆစ်မန်နဲ့ယူနီယံတွေရဲ့အကူညီပေးမှုကြောင့်သာနေအခုလိုမျိုးအကိုအဆင်မပြေဖြစ်ခဲ့တာလीပေါ့နော်အဲ့တော့ဟိုဒါကစူပေါင်းချင်းအင်အားပြတ်သားလိုက်သလိုပဲပေါ့နော်အဲတလောကဆိုလို့ရှင်လဲပေါ့နော်အကိုဖိလစ်ပိုင်ကနေပြီးယူနီယံတစ်ခုကိုအကို iPhone ရဲ့ကိုယ်စားလှယ်အနေနဲ့တက်ရောက်ပြီးတော့မှလက်ဆောင်ပေးခဲ့တာလေးကိုလည်းညီမတို့ရဲ့ iPhone Facebook page မှာတင်ထားတယ်တွေ့ရတယ်ပေါ့နော်အဲ့ယူနီယံ ရဆိုလို့ရှိရင်လည်းကို65နှစ်တောင်ရှိပြီဆိုတော့တော်တော်အားကြပေါကောင်းတာပေါ့နော်ကိုအဲဒါပေမဲ့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုမြန်မာနိုင်ငံသားတွေကြတော့လေဒီနှစ်ပေါင်းများစွာပြိနေခံထားရတာဒီရောနောက်ပြီးတော့တို့ရဲ့ဒီအာအရန်အာနာတတ်တာတွေရောပေါ့နော်ဘာဖြစ်လဲဆိုတော့ဟိုတခြားနိုင်ငံသားတွေထက်ကိုယ့်ရဲ့တရားမျှတမှုတောင်းဆိုတဲ့နေရာမှာတခြားနိုင်ငံသားတွေထက်ကိုအားနည်းနေရလीတွေ့ရတယ်ပေါ့နော်အဲတလောကဆိုလို့ရှိရင်လည်းဟိုထိုင်းမှာဆိုက်ကက်တဲ့ဒီတင်မော့ကိုပေါ့နော်ညီမတို့သွားလဲတဲ့အခါမှာပေါ့နော်ဒီတခြားနိုင်ငံသားတင်မော့သားတွေကကြတော့ဒီ union ဆိုတာနဲ့ကိုယ်ပဲကိုယ်အာရဝန်တာကြိုးစိုးကြတယ်ပေါ့နော်ဟိုအဲ့လိုဟိုဘယ်လိုပြောမလဲအဲ့ဒီမှာညီမနိုင် ငံသားတွေတင်မောသားတွေကကြတော့သူလိုလိုပြောမှာနောက်ကြောက်ရွံ့ပြီးတော့နောက်တွန့်နေရလေးတွေ့ရတယ်ပေါ့နော်အဖြစ်နိုင်တာပေါ့နော်ဒီညီမနင်မောသားတွေကပေါ့နော်ဒီဟိုဒီ union ဆိုတဲ့သဘောတဘာဝကိုတေချာနားမလည်စားတည်ဖို့လို့လည်းထင်တယ်ပေါ့နော်အဲ့တော့အကိုအနေနဲ့မှာပေါ့နော်ဒီ union ဆိုတဲ့သဘောတဘာဝနဲ့အကိုတွေ့အကိုအတွေ့အကြုံရ union ဝင်စင်းဝင်ချင်းကဘယ်လိုအကျိုးသက်ရောက်မှုရှိရဲဆိုတာလေးတွေကိုတင်မောသားတွေနားလည်အောင်ပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ union တခုဆိုတာရှင်းရှင်းပြောအလို့သမားတို့ကိုစားပြုရအဖွဲ့စည်း ပြီးတော့ဒီဓမ္မဘီမာယူနီယံဆိုတာမကောင်းဘူးဆိုပြီးတော့ဟိုးရင်ကလေးကသူကြီးတွေကပြောခဲ့တယ်ဖိနှိပ်ခဲ့တယ်ဝင်ဝင်သူတို့ပြဿနာရှာမယ်ဆိုပုံစံမျိုးလို့တော့သူတို့ကိုယ်တိုင်လည်းကြောက်ရွံ့နေယူနီယံတစ်ခုရဲ့ယူနီယံဝင်ရဲ့အကျိုးကျေးဇူးတွေသူမသိကြအောင်ပြီးတော့ယူနီယံဆိုတာလည်းဟိုးရင်ကလေးကလူတွေအခုဆိုကြည့်လူသမားတက်မကဆိုအခုခေတ်လူတွေခံစားနေရတဲ့ တနေ့၈နာရီပဲလုံးလုံးချင်းပုံရင် overtime ပေးရမယ် holiday လို့ vacation လို့အကျိုးခံစားခွင့်တွေအကုန်လုံးကအဲ့ junior လူတွေပဲ member တွေပဲရအောင်တိုက်လာတော့ဒီနေ့ခေတ်ဒီလူတွေဒီအကျိုးကျေးဇူးခံစားနေရပြီးတော့တခုကြည့်မှဆိုရင်အခုသိုးသက်တဲ့နိုင်ငံတွေအကုန်လုံးမှာ junior အင်အားကြောင့်မှသူတို့ခုလိုချိန်ကြီးရောက်လာကြတယ်သူတို့ကပဲဒီနိုင်ငံအဲ့ကိုသိုးသက်အောင်လုပ်ပေးခဲ့ကြတာအဲ့ဒါသူတို့အတွက်လည်း ယူနီယံတကူအင်အားကြီးတဲ့ခါကျရင်ကိုယ့်ရဲ့လူသမားရဲ့အတွက်ကြားပိုင်ခွင့်နဲ့ဥပဒေတွေကိုအစိုးရနဲ့ညီနိုင်တောင်းဆိုလို့ရတာသိရမှာမြန်မာသမ္မတတွေယူယူနီယံဝင်ချင်းမဝင်ချင်းရဲ့အကျိုးကျေးဇူးဆိုတာသူတို့သိရမှာသူတို့ကယူနီယံတကူရဲ့ member ဆိုတော့သူတို့ကယူနီယံပဲသူတို့ကိုယ်တိုင်ကယူနီယံသူတို့ရှိမှယူနီယံဆိုတာပြက်လာအဲ့ဒီယူနီယံဆိုတာရှိလို့လေ IDF လို့ affiliate ဆိုတဲ့ union ကြီးကဖြစ်လာတာအဲ့တော့သူတို့ကိုယ်တိုင်သိရမယ် union တခုကိုဝင်ကြီး union ဝင်ရဲ့အကျိုးကျေးဇူးကသူရဲ့အခွင့်အရေးရပိုင်ခွင့်အကုန်လုံးကာကွယ်ပေးပြီးတော့စူပေါင်းရတဲ့ကာကွယ်ပေးတဲ့အဖွဲ့အစည်းနော်အဲ့ဒီ union မှာ union တခုဝင်ပြီးတော့အဲ့ union ကမကောင်းထင်တယ် union လူကြီးတွေကိုယ်တိုင်ကကိုကျိုးသက်သုံးနေတယ်ပါလေဆိုရင်သူတို့မှအင်အားရှိတယ်သူတို့ကိုယ်တိုင်က တကယ်စစ်မှန်တဲ့ယူနီယံဆိုမဲနဲ့ခွဲပြီးတော့သူတို့လိုချင်တဲ့လမ်းကြောင်းထိန်းချောင်းဝါလို့ရတာကျွန်တော်လိုချင်တာအဲ့လိုမျိုးယူနီယံစစ်စစ်ပဲလိုချင်တာမှန်ပါအင်အားရှိတဲ့ဟာအဲခုဆိုလို့ရှိရင်ပေါ့နော်မြန်မာနိုင်ငံတဲ့မောသားတွေကတော့ယူနီယံအကြောင်းကိုတရားနာမနေကြသေးတဲ့အခါမှာသူများနိုင်ငံသားတွေကဒီယူနီယံနေမှာအဖွဲ့ဝင်ပြီးတော့သူတို့ရဲ့တကယ်ကိုရပိုင်권နေကိုတောင်းဆိုနေကြတဲ့အခြေမျိုးမှာပေါ့နော်မြန်မာနိုင်ငံသားတွေကတော့အဲ့လိုမျိုးနေရာလေးမှာအားနေနေရတွေ့ရတယ်ပေါ့နော် အဲရှေးလာတော့မှဆိုလို့ရှိရင်ပေါ့နော်ဆရာဦးခင်မောင်တို့ဇနီးမောင်နှံကညီမတို့ iPhone လာလဲွားတယ်ပေါ့နော်အဲသူတို့လာလဲွားတော့မှဆိုလို့ရှိရင်သူတို့က iPhone ကိုစေတနာမှန်လို့ကိုအားပေးကြတာပေါ့နော်ဟိုးရင်내ကကိုအားပေးတာဆိုပြီးပြောသွားတယ်ပေါ့နော်နောက်ပြီးသူတို့ပြောသွားတဲ့စကားတွေထဲမှာအမှတ်ရဆုံးစကားကိုပြောရမယ်ဆိုရင်အဲပေါ့အဖွဲ့စည်းတစ်ခုမှာပေါ့နော်စနေထက်လူကအရေးကြီးတယ်ပေါ့နော်အဲစနေဘယ်လောက်ကောင်းကောင်းလူကတခိုးဖြစ်နေလို့ရှိရင်အဲ့အဖွဲ့စည်းကပြတ်တာပဲဆိုတာလေးကိုပြောသွားတယ်ပေါ့နော်နောက်ပြီးတော့အမှတ်ရဆုံးနောက်တစ်ခုကတော့စကားတစ်ခုကတော့အဲ iPhone ကကိုရွှေကိုရွှေက iPhone ဆိုပြီးပြောသွားတယ်ပေါ့နော်အဲ့တော့အကို့အနေနဲ့မှာ iPhone ကိုတီထောင်ပြည့်ခဲ့ပုံအကြောင်းလေးတွေရယ်ဘလို့ရွယ်ချက်နဲ့ ထောင်ခဲ့တယ်ဆိုတာလေးတွေရဲ့လေးရဲ့ပေါ့နော်။နောက်ပြီးတော့အကိုလက်ရှိမှာပေါ့မြန်မာသင်္ဘောသားတွေကိုဘလို့တွေကူညီပေးနေရဆိုတဲ့အကြောင်းလေးတွေကိုပြောပြပေးပါအောင်ရှင်။อืมကျွန်တော်ဆက်မှာပြောသလိုပဲပမာပြီးမှာသင်္ဘောသားစစ်စစ်ယူနီယံတခုဖြစ်ဖြစ်လာဖို့ဆိုတော့ကျွန်တော်အိမ်မက်ပဲလေအဲ့ချိန်မှာကျွန်တော်အလုတ်လဲအလုတ်ကလည်း idea မှာလုံနေတဲ့အချိန်ပြီးတော့ပမာအဲ့ချိန်ပမာပြီးမှာနိုင်ငံရေးပြောင်းလဲကြောင်းအထောင်စန်းစုကြည်တို့အန္တရာယ်အုပ်ချုပ်တဲ့အခါကျတော့ idea က လှမ်းပြီးတော့မေးတာပေါ့ကျွန်တော်အဲ့ဒီမေးပါမပြီးပြန်ပြီး junior တခုကိုသွားပြီးတော့ထောင်းညင်လားပေါ့အဲ့တော့ကျွန်တော်သဘောတူပြီးတော့ငါငါဖြစ်အောင်လုပ်မယ်ဆိုပြီးဖြစ်လာတာပြီးတော့ဦးဆရာဦးခမောင်ပြောသလိုလူရောမူရောသူကလူသဘောကျလို့သာကျွန်တော်တို့လုပ်နေတဲ့ iPhone ကလုံးရက်သေးလေသူတို့သိရလေအကုန်လုံး ဖြစ်သမျှတင်မောသားရှီယာမန်ဘာကြီးပဲယူပြီးတော့သူတို့သူတို့ရှီယာပတ်စံတောင်းတာအမှုတွေဒီလောက်လုတ်ပေးခဲ့တာသူတို့ရှီယာလက်ဖက်ရတခါတော့မတော့ခဲ့ကြအောင်အဲ့ဒီအတွက် iPhone ရဲ့ General Secretary ဦးအောင်ကျော်လင်းကိုရင်အချမှတ်ထားသူ့ရုံးမှာဒါတမနိစီမြင်မယ်သူတို့ဘလောက်တင်မောရတဲ့လုတ်ပေးတဲ့ကြော်ကြီးရတယ်ရုံးလာပြီးလက်ဆောင်ပိုင်းတစ်ခုမှလက်မခံအောင်လက်ဖက်ရတခါတော့တင်မောရရှီယာတောက်ခဲ့တဲ့ဟာပေါ့အဲ့ဒီအတွက်လည်းကျွန်တော်ကုလီကုံယူတော့မယ် တင်မောရရလည်းမေးကြည့်ပါအဲ့ဒီ iPhone သူတို့ဘောမဟုတ်တာတခုလောက်ခဲ့လားသာညာဇဝင်လည်းမရှိခဲ့ပြီးတော့ဆရာဦးခက်မောင်ပြောလူနဲ့လူနဲ့မှာသူကလူကိုကြည့်တယ်ကျွန်တော်တို့အနေနဲ့ကျတော့လူအပြင်ကိုငိုပါတကယ်ဟိုပါပေါ့ဒီမိုကရက်တစ်ဆန်နဲ့အင်ဒီပန်ဒန့်လည်းဖြစ်ကြမယ်ဘာလို့လဲဆိုတော့တင်းတစ်ခုမရှိရင် union တစ်ခုက run လို့မရ transparency သုံးခု ယူနီယံတစ်ခုကအင်ဒီပန်ဒန့်ဖြစ်ဖို့ဆိုတာကျန်တဲ့ဘလူရဲ့ဘလူမှာအဖီခိုနေတာမလို့တချို့ကြတော့အေဂျင့်တွေကိုကြောက်တယ်ရှစ်ပုံနာတွေကြောက်တယ်သူတို့ရှိရာပတ်စံဟိုဟာနဲ့တို့မျက်နှာပြန်ကြည့်ပေးနေရတာတချို့ကြတော့အဒီအစိုးရတို့ဟိုဟာတို့သူတို့ကလည်းလည်းဟိုဟာဖြစ်တာကျွန်တော်တို့စပေးခဲ့တဲ့ independence ဒါဒီယူနီယံကတကယ်လွတ်လွတ်လပ်လပ်နဲ့ အလို့သမားအတွက်ဒီမိုရာအတွက်လုပ်မယ်ဆိုတဲ့ဟာနဲ့ Independent Federation of Myanmar Seafarer ဆိုရင်းနဲ့ပေးခဲ့ကြတာ iPhone ကိုရွှေကိုရွှေရဲ့ iPhone ကဆရာဦးခမောင်ပြောခဲ့တယ်အမြင်ပေါ့သူကိုယ်တိုင်လည်းကျွန်တော်ကျွန်တော်ကူပေးနေတာကိုသိတာဟုတ်ကျွန်တော်မြင် iPhone က member member iPhone ပါပဲသူတို့မရှိလို့အဲသူတို့မရှိရင် iPhone ဆိုလည်းမရှိတော့ iPhone ကမရှိရင် iPhone လို့ union နဲ့မရှိရင်လည်း IDF ဆိုလည်းဖွဲ့စည်းလက်ရှိမှာမဟုတ်အဲ့တော့တကယ် အခြေခံကြကြမန်ပါတွေပဲအဲ့ဒီတော့လည်းမန်ပါတွေအားကောင်းမှကိုယ့်ဘက်ကတောင်းဆိုလို့ဇာရှိတာကိုတောင်းဆိုလို့ရတယ်အစိုးရနဲ့ပဲဖြစ်ဖြစ်တင်မောပိုင်ရှင်နဲ့ဖြစ်ဖြစ်အဲ့လို ITF လို့ Union နဲ့ဖြစ်ဖြစ်အဲ့ဒီ Union တခုအားကောင်းမှုဆိုတာမန်ပါဟိုပဲကြည့်ရတာပေါ့နော်ဒီတော့နောက်တစ်ခုက iPhone ရဲ့ constitution လို့ rule book တို့ကတကယ်ကိုတခု နိုင်ငံကြီးတွေမှာရှိတဲ့ union တွေစံနှုန်းတွေအညီထားတာပေါ့လူကြီးရွေးကောက်ပွဲရှိတယ်တကယ်ဟိုပါပေါ့တရားမျှတစွာရွေးကောက်ခံရတဲ့လူကြီးတွေပဲပေါ့ဖြစ်တာတချို့ union တွေဆိုရင်သူပါဆိုမျိုးရိုးစင်စဲလိုက်ဟိုပါဖြစ်သွားတာရှိတယ်အဲခုနကပြောလို့ဖိလစ်ပင်းရဲ့ union က65နှစ်အဲသွားတက်ပြီးတော့သူတို့လှုပ်တာကြည့်ပြီးတော့တော်တော်အားရစရာကြီးအခုက ကိုတော်စိတ်တကြိုက်ပြန်လာတယ်။ဘာလို့လဲဆိုတော့မာတမောရဲ့ယူနီယံကြောက်တာရဲ့ပြီးတော့မဝင်ကျင်တာသူတို့ပတ်စံပေးရတာကိုပဲကြည့်ပြီးမဝင်ကျင်တာရဲ့သူတို့လိုဖြစ်ဖို့အများကြီးလိုမှာ။အဲဒီအမိုးဆုပ်ဖိလစ်ပင်းယူနီယံနှုတ်ထားတာသူတမောရဲ့အတွက်ဈေးယုံ၅ယုံအဝေးရဈေးပေးကန်တစ်ခုပြီးတော့ပန်စနစ်ရှိတယ်ပြတ်တကြီးရွယ်ဟိုတင်မောရရဲ့အတွက်ဂျွာလေးတူရပါစောက်ပေးထားတယ် ဟိုပြီးတော့ grocery sign တွေဖွင့်မိထားတယ်အများကြီးပဲပြောရမှာဆိုအဲ့တကူကတော့ရှင်မို့မလဲဗမာတမရရဲ့စိတ်သက်ပြောင်းပြီးတော့ union ဆိုတာကိုသိအောင် iPhone မှာပူပေါင်းပါဝင်နိုင်တော့ပူပူကောင်းပါတော့ကျွန်တော်က iPhone ကိုလောစေတော့ငယ်ပါသေးတယ်သူတို့နဲ့ရှင်လိုက်ရင်ကလေး union လောက်ပဲရှိသေးတယ်အများကြီးစူးစမ်းအောင် ဒီ iPhone ကလည်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီစေတနာမှန်လို့ကိုထောက်ခံအပေးရလူကြီးများနေရပေါ့နော်နောက်ပြီးတော့တကယ်ကို iPhone ကပေါ့မမှန်ပါလေဆီကနေပြီးတော့မဘာအခွင့်အရေးမအောင်မယူဘဲနဲ့ကိုစစ်စစ်မှန်မှန်ကူညီပေးနေရဆိုတာကိုလည်းညီမအများကြီးကြားသိရပါတယ်ပေါ့နော်အဲ့လိုမျိုး iPhone ရဲ့စစ်မှန်တဲ့ကူညီမှုတွေကိုကြားသိရလို့လည်းအရန်ကိုဝမ်းသာပြီးဒီဖြစ်ရပါတယ်ရှင်အခုဆိုရင် iPhone ကအကိုပြောသလိုပေါ့အဲတင်းငယ်လေဆိုပေမဲ့လည်းပေါ့နော်ဖန်ကောက်ရုံချုပ်မှာထိုင်းနိုင်ငံမှာလာပြီးတော့အဲတင်မောသားတွေရဲ့အကျိုးကိုပေါ့နော်ဆက်လက်ပြီးတော့ဆောင်ရွက်ပေးနေရဆိုတာလည်းသိရှိရပါတယ်ရှင်အဲ့ဒီတော့အကိုအနေနဲ့ပြည်တွင်းမှာ junior ထောင်တာနဲ့ပြည်ပမှာ ူနီယာထောင်တာကဘာတွေကွာခြားမှုရှိရဲဆိုတာလေးကိုကိုပြောပြပေးပါအောင်ရှင်။ပြန်လည်တော့ပြည်သွင်းမှာပဲထောင်နေတာဟုတ်။အခုကနိုင်ငံရေးခြေရင်နဲ့ခုနကကျွန်တော်ပြောလို့ independent ဆိုတာကျွန်တော်တို့ဘယ်လက်အောက်မှဝင်မဲ့ union တခုမဟုတ်။မတရားလည်းခံတဲ့ union မဟုတ်။အဲဒီအတွက်ကြောင့်မလို့ဖြစ်နိုင်တဲ့အနည်းဆုံးဘာမှဒီမိုရိုက်နဲ့ဆက်သွယ်ရမယ့်နိုင်ငံမှာလာပြီးတော့ခဏယုံပွင့်လာအောင်နော်။ချိန်နေကောင်းအောင်ပြန်ရမယ်လို့ကြည့်ပါ ပြီးတော့ iPhone နေနဲ့အခု90တော့တက်နိုင်သလောက်ကို member တွေကူဖို့ဒီမှာလုပ်ထားတယ်နောက်တစ်ခုကအဲ့ဒီ IDF Trust နဲ့ပေါင်းပြီးတော့ကို member တွေဒီမှာနေခွင့်ရအောင်ရုံးမှာခဏတာဝတ်သင်မော sign on sign off မှာပဲဖြစ်ဖြစ်သူတို့မိသားစုတွေစေးလာကူတဲ့ခါကျရင်ရုံးမှာခဏတော့နေခွင့်ရအောင်အကုန်လုံးပြည့်စုံလုပ်ပေးမယ်ပြီးတော့သင်မောတွေသင်မောတွေလာတဲ့ခါကျရင် iPhone အဖွဲ့ကလူတွေသွားပြီးတော့သူလိုရတာတွေမေးမြန်ပြီးတော့ကူဖို့အစီအစဉ်ရှိပါတယ်။ဟိုကတော့ကျန်တဲ့ဘဝတမောရအမှုတွေပါလေကတော့ဒုံးစံတိုင်းပဲလုပ်နေတာပါ။ အဲအခုဆိုလို့ရှိရင်ပေါ့နော်အကိုတို့ကဒီထိုင်းနိုင်ငံမှာဘန်ကောက်ရောက်ကြပါပေါ့နော်ညီမတင်မောသားတွေအတွက်အခြေခံစက်မကြီးဆောင်ရှောက်မှုတွေအပြင်ကိုအဲဒီပေါ့တင်မောသားမိသားစုတွေအတွက်ပါပေါ့နော်ဒီထိုင်းနိုင်ငံမှာလာပြီးတော့ဆေးစစ်မယ်ဆိုလို့ရှိရင်လည်းအကိုတို့ကကိုညီကိုစ조사နေရယ်ဆိုတာလေးသိရပါတယ်ရှင်အဲ့တော့အကိုတို့ iPhone အနေနဲ့ပေါ့နော်ဒီအခုကိစ္စမဟုတ်ပဲနဲ့တခြားသောဘယ်နေရာလေးတွေမှာကိုညီပေးနေရယ်ဆိုတာလေးတွေပြပြပေးပါအောင်ရှင်ကျဘောကိုညီပေးရတာတော့တော့အခု junior အနေနဲ့ပေါင်းပြီးတော့သူတို့ရဲ့လိုအပ်တဲ့ လှူရှားမှုတွေမှာပူပေါင်းပါဝင်ပေးနေတယ်။ရေးကြီးတာတော့ကိုယ်မှန်ပါပဲ။ကိုယ်မှန်ပါအတွက်ပဲလှုပ်တာပေါ့။ကျန်တဲ့အကူကြီးကတပည့်ဟို union နဲ့ဆက်သွယ်ပြီးတော့လှုပ်တာပေါ့လို့ရှိတာပေါ့။အဲအဲဆိုရင်နောက်ဆုံးအနေနဲ့ပေါ့နော်အကိုကိုဒီ iPhone ရဲ့ founder အနေနဲ့ရောဒီထောက်သူအနေနဲ့ရောပေါ့နော် IDF inspector အနေနဲ့ရောပေါ့ညီမတင်မောသားတွေကိုဗာများပြောချင်ပါသလိမ့်ရှင်ပြောရမှာကြောင့်အများကြီးပဲ စပြီးပြောမှာဆိုတော့မသမောသည်စီးလုံးကြဖို့ဒီကိုအခွင့်ရေးကိုပြီးဖို့ကိုခွင့်ရေးအတိနေုံနဲ့မရအောင်ပြန်ပြီးတော့တောင်းတောင်းဆိုရေးကိုတိုက်ဖို့ဘာလို့ပြောလဲဆိုတော့သမောမှာမှုဖြင့်တေတာပဲဖြစ်ဖြစ်တန်ရာရဖြစ်ဖြစ်ဘမသမောဆိုရင်ပူခတ်ခဲလောက်ရဘာလို့သူတို့ကိုယ်ရ information မပေးကြအောင်သူတို့လုံးပြုတ်မှကြောက်တာနဲ့အဲ့လိုမျိုးပါနော်အမှန်တော့ဒါမဖြစ်တဲ့ ဒီပြည်လူမျိုးတွေဆိုရင်သူ့လူမျိုးတစ်ခုဖြစ်သွားအကုန်လုံးကရှိသမျှဓာတ်ပုံစာ statement အကုန်လုံး evidence တွေပေးကြတယ်မမာကြဘာတော့ရမဟုတ်ဘူးသူတို့အလုပ်လေးတစ်ခုပြုတ်မှကြောက်တာနဲ့တရားမှမသိကြအောင်ဆောင်လည်းရတယ်အဲ့တော့ကိုဒီမိုကရေစီတက်စစ်တော့သူတို့ပြောရမယ်အဲ့ဒီဖြစ်နေတဲ့ဒီမိုကရေစီမင်းလာဆိုရင်သူကိုယ်တိုင်ကမင်းပြောလို့ပြောမှသတင်းဘယ်လိုခံစားရမလဲ ။အဲဒါလိုပြီးမဆိုင်ပါဘူး။အတ္တများတယ်။စီလုံးမှုမရှိဘူး။ပြေမတင်မောလိုက်တခုဆိုတာတင်မောပေါ်လူတစ်တက်လာရင် တွဲခေါ်မယ်မရှိကြအောင်အများစုကအရင်တော့ပါဘူး။အခုတော့မဆိုးကြပါဘူး။ပြီးတော့ကိုလူမျိုးကိုကိုယ်မှုစိတ်တမရှိနင်းမှုကများတယ်။အဲတော့အခုချိန်မှာဖြစ်နိုင်မှာဆိုရင်စီယုံစီယုံကြဖို့ပြီးတော့အခုယူနေရမှာလဲ iPhone ဝင်မေးကြဖို့ ဘာလို့လဲ iPhone တကူးရဲ့ပဲသူတို့ကိုတင်မောတာမှမသိအဆုံးထိလောက်ဆောင်ပေးဖို့ iPhone ပဲရှိတယ်။အဲအခုတင်မောသားတွေရဲ့ဂျမ်းမာရေးအခြေအနေတို့ဂျမ်းမာရေးရတော့ဘာလို့သိကျင်တာရှိရင်လဲ iPhone ရုံးမှာဇယဝင်ရှိပါတယ်။တင်မောဘဝနေပြီးလှမ်းဆက်သွယ်ပြီးမေးမြန်းစုံစမ်းလို့ရပါတယ်။အာအဲ့လိုမျိုးတင်မောသားမိသားစုတွေယူရလာပြီးတော့ထိုင်းနိုင်ငံလာပြီးတော့ဈေးလာကုမယ်ဆိုတော့လဲ iPhone က လိုက်ပြီးကူညီပေးပါမယ်သူတို့ရဲ့ဘာသာပြန်ကိစ္စတော့ဘာလို့ပေါ့နော်ဈေးရုံနဲ့အဆက်အသွယ်ဖြစ်အောင်အဆင်ပြေအောင်လို့အော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့မြန်မာသင်္ဘောရတဲ့အနောက်မှာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း inspector တွေအကုန်လုံးလက်ရှိတယ် iPhone unit အပွဲချုပ်ကြီးလက်ရှိပါတယ်ဆိုတော့အဲ့တော့မကြောက်ကြပါနဲ့ဘိုးအခွေကိုရအောင်တောင်းပါလို့ပဲပြော ပဲကျေးဇူးတင်ရှိပါတယ်ရှင်အဲဒီနေ့ဆိုလို့ရှင်လည်းအကိုစီကနေအများကြီးပြင်ယူလေးလာခွင့်ရတယ်ပေါ့နော်အကိုစကားသံကြားပြီးတော့လည်းညီမတင်မောသားတွေလည်းအားတက်ပြီးတော့မှစီလုံးငွေကြမ်းလို့လည်းညီမမျှော်လင့်ပါတယ်ရှင်အဲတော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲရှင်နောက်ခါကြလို့ရှင်အကိုထိုင်းရောက်လို့ရှင်လည်းဟိုထပ်တွေ့ကြမယ်လို့လည်းထပ်တွေ့ရမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်